တာဝန်ကြီးရဲ့စီမံချက်ကို၄ရက်အတွင်းလက်ခံကြဖို့ဟာမတ်စ်ဖွဲ့ကဒေါ်နယ်ထရန့်ကရာဇသံပေးလိုက်ပါတယ်။ဒီစီမံချက်ကိုဟာမတ်စ်ကလက်မခံဘူးဆိုဝန်내ဘွယ်အဆုံးတက်နေပဲကြုံရမယ်လို့ထရန့်ကပြောပါတယ်။အဆိုပြုထားတဲ့ဂါဇာငြိမ်းချမ်းရေးစီမံချက်ကိုဆုံးဖြတ်ဖို့ချက်အနေငယ်သာမလိုတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်ငြင်းဆိုင်မယ်ဆိုရင်တော့ပြင်းထန်တဲ့အကျိုးဆက်နဲ့ရင်ဆိုင်ရမယ်လို့ပြောပါတယ်။ဟာမတ်စ်နဲ့ဂါဇာငြိမ်းချမ်းရေးစီစဉ်တုံ့ပြန်မှုအခြေအနေ တောင်းလျက်တာကျင်းလို့လိုတော့နဲ့ထရန့်ကဆိုပါလိမ့်ဟာမတ်ဆိုတာဂါဇာညင်းရဲ့စီမံချက်လက်မခံရင်ဒီကိစ္စကတော့ဘယ်သူမှတားနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်အဲဆိုနဲ့အာရဗ်ကမ္ဘာကခေါင်းဆောင်တွေကအဆိုပြုချက်ကိုလက်မှတ်ထိုးပြီးဖြစ်ပါတယ်ဟာမတ်ဘွယ်ဘက်ကတုံ့ပြန်မှုကိုဒါစောင့်ဆိုင်းနေတယ်လို့တော့လည်းထရန့်ကပြောပါတယ်ဂါဇာစစ်ပွဲကြီးတဲ့မှုနဲ့အနာဂတ်အုပ်ချုပ်ရေးအတွက်အခြေခံအုံမြင့်ချဖို့ရည်ရတဲ့အချက်20ပါလမ်းညွှန်ချက်ကိုဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်တို့ကကြီးညာပြီးနောက် ဒေါ်နယ်ထရန့်ကအခုလိုရာဇသံပေးခဲ့တာဖြစ်ပါလေ။အဲ့ဒီလမ်းညွှန်ချက်အချက်20ကိုလည်းကာတာကားတစ်စင်ဟာမတ်စ်ဖွဲ့ကိုပေးလိုက်ခဲ့ဆိုပါလေ။နေရာညာဟုကအင်ဂျီရောမှာဒေါ်နယ်ထရန့်နဲ့တွေ့ဆုံပြီးနောက်ဂါဇာငင်းကြိမ်းသဘောတူညီချက်ကိုကျင်းပပါလေ။ဒီငင်းကြိမ်းစီမံချက်အရဟာမတ်စ်ဖွဲ့ကဒဇာကန်အားလုံးကို82နာရီအတွင်းလွှတ်ပေးရမယ်။အစ်စွေးကလည်းဖမ်းထားသူတွေလွတ်ပေးရမယ်လို့ပြောပါတယ်။ဒါပြင်အစ်စွေးစစ်တဲ့ဂါဇာကနေစုတ်ခွာရမယ်။ ဟာမတ်လက်နက်ချရမယ်နိုင်ငံတကာတပ်ဖွဲ့တွေဂါဇာကိုဆေလွတ်မယ်လူသားချင်းစာနာမှုကူညီတွေပေးမယ်ဂါဇာကိုအကြမ်းဖက်မှုကင်းမဲ့ဆုံးဖြစ်ပြောင်းလဲမယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ပေါ်ဆောင်ဖို့ငြိမ်းချမ်းရေးစီမံချက်မှာပါဝင်ပါတယ်ဒါအပြင်အဲ့ဒီအကောင့်ထဲဖော်မဲ့အဖွဲ့ကိုဒေါ်နယ်ထရန့်ရဲ့ဗီတင်ကွန်ကြီးချုပ်ဟောင်းတိုနီဘလဲရိုအုပ်စုကလည်းပါမယ်လို့သိရပါတယ်သူတို့ကိုယ်တိုင်ဥဆောင်ပြီးဂါဇာကမ်းမြောင်ဒေသကိုတိတ်မကြခင်အချိန်တွင်းမှာပဲတကယ်ကိုအရှိအလေပိုင်းရဲ့ ကမ်းခြေမျိုးတော်ကြီးဖြစ်ပြောင်းလဲဖို့ထရန့်ကအစီအစဉ်နေတာဖြစ်ပါလေ။ဒါအိုဟာမက်စ်ဘွယ်ကလက်ခံမလား။ဟာမက်စ်ဘွယ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားနေတယ်လို့ဆိုပါလေ။ဟာမက်စ်ဘွယ်ကပြောတဲ့ဟာမှာဘာလဲဆိုတော့ဒီဂါဇာကမ်းမြောင်အရေးနဲ့ပတ်သက်ပြီးခရဲ့ငင်းချင်းရေးအစီအစဉ်ဟာအစ်ဇွေးကိုသာအဓိကဦးစားပေးနေတာကိုတွေ့ရတယ်လို့ဟာမက်စ်ဘွယ်ကပြောပါလေ။ဒါပြင် ဂါဇာမှာမိတင်းနေထိုင်တဲ့ပါလက်စတိုင်းပြည်သူတွေအတွက်တော့မဟုတ်ဘူးလို့ဟာမက်စ်ဖွဲ့ဘက်ကကနဦးပြောထားပါတယ်။ဒါမဲ့စဉ်းစားနေတုံးပဲဖြစ်ပါတယ်။ပကတိငင်းဆိုလိုက်တာတော့မဟုတ်သေးပါဘူး။ဒီငင်းဆိုတဲ့ကုတာလုံးမယ်ဆိုရင်တော့ပြည်ထနာကပုံမူပြီးတော့ရှုပ်ထွေးသွားနိုင်ပွဲရှိပါတယ်။အခုထန်ကနေပြီးတော့ဂါဇာညီကျဲရဲ့စီစဉ်ကိုဒီဟာမက်စ်ဖွဲ့စဉ်းစားချစ်ချင်မှုအချိန်ပေးထားတဲ့အချိန်မှာပဲ အစ္စရေလဂါဇာကိုအော်တိုဘာ၁ရက်နေ့မှာဗုံးကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။အစ္စရေလတိုက်ခိုက်မှုကြောင့်ဂါဇာမှာလူ၃ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။အဲ့ဒီတည်းမှာစစ်ဘေးရှောင်တွေခိုးလို့ရစာသင်ကျောင်းကိုတိုက်ခိုက်ခံရခြင်းကြောင့်သေဆုံးသူ၆ဦးမိသားစုနေအိမ်တစ်ခုမှလူ9ဦးပါဝင်ကြောင်းဟာမက်စ်အာနာဘိုင်းဖွဲ့ကကြေညာပါတယ်။ဒီလိုမျိုးအခြေအနေမှာအစ္စရေလကိုဘယ်လိုယုံကြည်မှုနဲ့ဒီငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံရမှာလဲလို့ဟာမက်စ်တို့ကတော့မေးခွန်းထုတ်နေပါတယ်။ နောက်ထပ်သင်မုတ်ပြောချင်ပါတယ်။ American ဆိုရလက်ရှိချိန်မှာရက်ဆိုင်လိုက်တဲ့အတွက်အစိုးရလုပ်ငန်းတွေပြန်လည်ပတ်ဖို့မသေးချာတဲ့အချိန်တွေစတင်ပါတယ်။ဝန်ထမ်း9တန်းခွဲနဲ့လောက်ရရရင်နားရပါတယ်။ American Federal ဘဏ္ဍာရေးဥပဒေကိုကုမ္ပဏီအမတ်တွေကနောက်ဆုံးချိန်မှာသဘောတူညီချက်ရဖို့မအောင်မြင်ခဲ့တဲ့နော် American ဆိုရဟာခုနှစ်နှစ်နီးပါးနဲ့ပထမဆုံးချိန်လုပ်ငန်းတွေရက်ဆိုင်သွားခဲ့ရပါပြီ။ခုက Federal ဝန်ထမ်း9တန်းခွဲအလောက်ကနေခဏအနားပေးလိုက်ရပါတယ်။ အဲ့ဒီကနေလုံထောက်ခံရတာတွေဖြစ်နိုင်ပြီးမျိုးသားဥယျာဉ်တွေနဲ့ပြတိုက်တွေလည်းပိတ်သွားနိုင်ပါတယ်။ဒီအစိုးရရဲ့ဆိုင်မှုတွေဝန်ထမ်းကတော့ဝန်ထမ်းရှောင်ပေါင်းကြောင့်လေကြောင်းခီးသွားလာရင်အနောက်ရှက်တွေဖြစ်ပေါ်မှုပါတယ်။ဒီမိုကရက်နဲ့ရီပပ်ဘလီကန်နှစ်ဖက်လုံးကအစိုးရရဲ့ဆိုင်မှုတွေတစ်ဖက်နဲ့တစ်ဖက်အပြစ်ပုံချနေလို့ရှေ့ဆက်ဖို့လမ်းကြောင်းကလည်းမရှင်းနိုင်ပါဘူး။အမြင်နဲ့ညီနိုင်မှုတွေလောက်ခဲ့ပေမဲ့အစိုးရရဲ့ငွေကြေးဆက်လက်ထောက်ပံ့မှုတော့စီးနေလွတ်တော်ရဲ့ကြိုးပမ်းမှုတွေကလည်းမအောင်မမြင်ဖြစ်ခဲ့ပါတယ်။သမ္မတထရန်ကဝန်ထမ်းအများအပြားအလုပ်ထုတ်ခဲ့ပါတယ်။ ဒီမိုကရက်တွေရဲ့အရေးကြီးတဲ့တချို့ဖက်ဒရယ်အကျိုးခံစားဖို့ဖျက်တောက်မယ်လို့ချိန်ချောက်ထားပါတယ်။ဆိုရအတွက်ငွေကြေးပေးရမယ့်ဥပဒေချက်တည်ဖြိုးစီးရဲလွတ်တော်မှာထောက်ခံမယ်60လိုအပ်ပါတယ်။ဆိုလိုတာက Republican တွေကကွန်ဂရက်ကလွတ်တော်နှစ်ရလုံးကိုထိန်းချုပ်ထားနိုင်ပေမဲ့အစိုးရကိုပြန်ဖွင့်နိုင်ဖို့ Democrat တွေကထောက်ခံမဲ့တဲ့လိုအပ်ပါတယ်။ Republican တွေဦးဆောင်တဲ့ရေဒီယို30စီစဉ်ဟာလည်းအင်္ဂါနေ့မှာလုံလောက်တဲ့ထောက်ခံမဲ့မရခဲ့ပါဘူး။ ဒီမိုကရက်ဦးဆောင်တဲ့ဆိုပြချက်ကလည်းပယ်ချခံရပါလေနှစ်ဖက်လုံးကကျမ်းမာရေးဆုံးရှုံးမှုသုံးစည်းနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုအပြင်းထန်ဖြစ်နေပါလေဒီမိုကရက်တွေကဘလို့ရန်ပုံဝင်ဥပဒေကျမ်းမာမဆိုအခုနှစ်တက်တန်းကောင်ဆုံးနဲ့ကျမ်းမာရေးအာမခံထောက်ပံ့မှုကိုတက်တန်းတိုးတိုးပေးရမယ်လို့တောင်းဆိုနေပါလေ Republican အများစုကတော့ဒီထောက်ပံ့မှုတွေဟာကုန်ကျစရိတ်ကြီးမားတယ်လို့ပြောပါတယ်။တချို့ကတော့တက်တန်းမတိုးမီပုံမတင်ကျတဲ့စီးပွားရေးနဲ့ချမှတ်ဖို့ဆိုပြပါလေ။ ထံကသဘောထားကိုလည်းမှုတွေအတွက်ဒီမိုကရက်တစ်ကိုပြစ်တင်ပါလေအစိုးရကရဆိုင်းရင်တော့အစိုးရဝန်ထမ်းအများစုကိုအစုလိုက်ပြုံလိုက်အလောက်ကနေထုတ်ပေးမှာဖြစ်ပြီးဒီမိုကရက်တစ်အတွက်အရေးကြီးတယ်ဆိုတော့အစိုးရအစီအစဉ်တွေနဲ့ဝန်ဆောင်မှုတွေဖြတ်တောက်ပြမယ်လို့ချင်းချောက်ပါလေကျွန်တော်တို့လုပ်ချင်တဲ့နောက်ဆုံးရကအစိုးရရဲ့ပြစ်ဖို့ပါဒါပေမဲ့ရဆိုင်မှုတွေကလည်းကောင်းကျိုးများစွာလည်းထွက်လာနိုင်တယ်လို့ထွန်းကပြောပါလေကျွန်တော်မလို့ချင်တဲ့အရာတွေအများကြီးဖန်ရှားနိုင်မှာပါဒါကဒီမိုကရက်တစ်ရဲ့အရာတွေပါ သမ္မတကသဘောတူညီချက်မရှိဘူးဆိုရင်ရဆိုင်မှုကာလတွင်သူတို့အတွက်မကောင်းတဲ့ပြန်ပြေလို့မရတဲ့အရာတွေဖြစ်သွားနိုင်တယ်ဆိုပါလေသဘောတူကွက်လည်းမှုကြောင့်မြင်လာပြီးလားစားမရတဲ့ဝန်ထမ်းတွေအလုံးမစိမဲ့ရက်တန့်သွားရင်တော့ခီးသွားလာမှုနှောင့်နှေးကြံ့ညာမှုတွေဖြစ်ပေါ်နိုင်ပါလေဒီလိုအခြေအနေကထိုင်းပထမသတင်းတော့ကလည်းကြုံမှုပါလေလေလာဆန်းသူတွေကတော့2018ကထက်ပိုပြီးတော့အခြေခက်ခဲကဆိုးဝါးနိုင်တယ်လို့ဆိုပါလေ ဒါအမေရိကန်နိုင်ငံရေးမှာထိုးချမှုဖြစ်ပြီးတော့ဥပဒေမဖြစ်လာမီအစိုးရရဲ့မတူညီတဲ့ဌာနခွဲတွေဟာအတုံးစိတ်စီနေသဘောတူညီမှုရယူရတာကြောင့်ဖြစ်ပါလေ။နောက်ထပ်သတင်းမှပြောချင်ပါတယ်။ထိန်းချုပ်ထားတဲ့ရုရှားပိုက်ဆံမှုများစွာတဲ့မှာဒေါ်လာ၄.၆ဘီလီယံယူကရိန်းကိုပေးဖို့ဥရောပသမဂ္ဂကလုံနေတယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီလိုမျိုးရုရှားပိုက်ဆံတဲ့ငွေတွေကိုယူကရိန်းကိုပေးနေတာနဲ့ပတ်သက်ပြီးတော့ရုရှားတို့ကောင်းဆောင်ဒီမီထရီမပီတက်ကဒါဟာသူတို့ငွေတွေကိုခိုးနေတာလို့ဆွဆွဲထားတာဖြစ်ပါလေ။ ။ဥရောပကထိန်းချုပ်ထားတဲ့ရုရှားပိုက်ဆိုင်မှုရှိပါတယ်။အဲ့ဒီကအမေရိကန်ဒေါ်လာ၄ဒသမ၆ဘီလီယံတန်မှုရှိမက်ခရိုဘန်နာရဲ့ထောက်ပံ့ကို EIA ချင်းဝစ်နဲ့တစိတပိုင်းဖြစ်အီယူထဲမှာယူကရိန်းကလက်ခံရရှိခဲ့ကြောင်းယူကရိန်းဝန်ကြီးချုပ်ကကြေညာပါတယ်။ယူကရိန်းရဲ့ Defender Day မှာပေးအပ်ခဲ့တဲ့ဒီငွေကြေးထောက်ပံ့မှုဟာယူကရိန်းရဲ့လက်ရှိကာကွယ်ရေးကြိုးပမ်းအားထုတ်မှုနဲ့ပတ်သက်ပြီးအတိအမှတ်ပြုပါလို့ ဝန်ကြီးချုပ်ကပြောပါတယ်ဒီရမဝန်တွေကိုဥရောပသမဂ္ဂထိန်းချုပ်ထားတဲ့ရုရှားဗဟိုပံရဲ့ပိုင်ဆိုင်မှုများမှအရောက်ထားတာဖြစ်ပြီးယူကရိန်းကဝယ်ယူခိုင်မာအားကောင်းစေဖို့နဲ့ရေရှည်ထောက်ပံ့မှုပေးဖို့ဥရောပကတန်လိမ့်ထံချတာကြောင့်ရှင်းလင်းပြသတဲ့သတင်းစကားပေးပို့ပါတယ်ဥရောပကော်မရှင်ဥက္ကရာအဆူလာဘူနာလီယန်နဲ့စီးပွားရေးနဲ့ကုန်ထုတ်ဆောင်အားဆိုင်ရာဥရောပကော်မရှင်နာမင်းကြီးတို့ဦးဆောင်မှုကိုကျေးဇူးတင်ကြောင်းယူကရိန်းဝန်ကြီးချုပ်ကပြောပါရယ်ဒီကူမြာတပ်ပေါင်းများစွာကယ်တင်နိုင်ပြီးမျိုးရည်တွေကိုပြန်လည်တည်ဆောက်ဖို့အထောက်အကူဖြစ်စေနိုင်တဲ့အပြင် ယူကရိန်းကဥရောပနာဂတ်နဲ့တသားတည်းဖြစ်စေကြောင်းပြောပါတယ်။ကိုပင်ဟေဂင်မှာကျင်းပတဲ့ဥရောပကောင်စီထိပ်သီးစည်းဝေးမတိုင်မီဥရောပကမ္ရှင်ဥက္ကရာကယူကရိန်းအတွက် drone တွေဝယ်ရမှာအမေရိကန်ဒေါ်လာ1.3မီလီယံထောက်ပံ့ပေးဖို့ဥရောပသမဂ္ဂကတိကိုကိုကြေညာခဲ့ကြောင်းသတင်းတွေကဖော်ပြပါတယ်။မောင်းနှမဲ့လေယာဉ်စနစ်တွေနဲ့ယူကရိန်းဆိုရဲစနစ်ပြေဆွဲရေးကိုမြင့်တင်ရေးအတွက်အဖွဲ့ကအဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းလို့ပြောချင်ပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့သမ္မတဟောင်းတဲ့ကွန်ဂိုစစ်တပ်ရဲ့ဒုစစ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ဂျိုးဆက်ကာဘီလာကိုနိုင်ငံသက်ဆိုင်ဖောက်မှုစစ်ရဇမှုနဲ့စစ်ဘက်ဆိုင်ရာတရားရုံးကမြက်ွယ်သေးတန်ချလိုက်ပါတယ်။ကာဘီလာဟာလူတက်မှုလိမ်ပိုင်းဆိုင်ရာစော်ကားမှုနှိမ့်ဆက်ညှိပန်းမှုပုံကံမှုပါဝင်စွဲချက်တွေအလုံးတွေတာဝန်ရှိကြောင်းတရားရုံးကဆုံးဖြတ်ပါတယ်။စစ်ခုံရုံးကြီးကဒုဗိုလ်ချုပ်ကြီးဂျိုးဆက်မူတန်ဘူကစစ်ဘက်ဆိုင်ရာရာဇဝတ်ဥပဒေပုံမှန်ခုနှစ်ကျင့်သုံးရမှာ ပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်တဲ့သေဒဏ်ချမှတ်လိုက်တယ်ဆိုပါတယ်။ကာဗီလာဟာပထမကွန်ဂိုစစ်ပွဲကာလမှာဖခင်ဖြစ်သူဦးဆောင်တဲ့တမုံတပ်ဖွဲ့မှာစေရာရှိဖြစ်တောင်းဝန်ထမ်းအောင်လုပ်ပါတယ်။သူပါခင်အဲ့ဒီနောက်ပိုင်းတမရဖြစ်လာပြီးကာဗီလာကလည်းကွန်ဂိုကြီးတပ်ရဲ့ဒုစီဦးစီးချုပ်ဖြစ်လာပါတယ်။ကာဗီလာရဲ့ဖခင်လုံးချက်ခံရပြီးနောက်2000ခုနှစ်မှာ2019ခုနှစ်တွင်သူကနိုင်ငံအာဏာကိုရယူခဲ့ပါတယ်။ ကာဗီလာဟာယဝနာကြောထောက်နောက်ခံပြီး M23 တပုံတွေကိုထောက်ခံနေပြီးအဲ့ဒီအဖွဲ့ကိုနောက်ွယ်မှာကြိုးကင်မှုဖြစ်ကြောင်းလက်ရှိကိုကိုသမရကပြောပါတယ်ကာဗီလာဟာအခုကနိုင်ငံတွင်းကနေထွက်ပြေးတိတ်ဆောင်နေပြီးတောင်အာဖရိကမှာအချိန်ကြာမြင့်စွာနေထိုင်ခဲ့ပေမဲ့လည်းဘယ်နေရာမှာလက်ရှိရောက်နေလဲဆိုတာမသိရပါဘူးကာဗီလာဟာတန်ဇန်နီးယားနိုင်ငံမှာစစ်ပညာသင်ကြားပြီးနောက်တရုတ်နိုင်ငံဘေကျင်းမှာရှိတဲ့တရုတ်ပြည်သူလူမျိုးတက်မလို့နိုင်ငံတော်ကာကွယ်တက္ကသိုလ်ကိုလည်းတက်ရောက်ဘူးတယ်လို့သိရပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် ရုရှားနဲ့မြောက်ကိုရီးယားတို့ယူကရိန်းပေါ်ဆင်နွှဲတဲ့တိုက်ပွဲပကြီးကမော်စကိုမှာပြတ်သားတယ်လို့သိရပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရုရှားနိုင်ငံကော့စ်ဒေသမှာယူကရိန်းတပ်တွေကိုအောင်ပွဲခံရင်နိုင်ငံလန်တွေကိုကန်ဆောင်ပြုံးပျော်နေတဲ့ပကြီးကားတစ်ချက်နဲ့ယူကရိန်းတပ်တွေကိုပြစ်ခတ်တိုက်ခိုက်တဲ့မြောက်ကိုရီးယားအစိုးရတပ်တွေရဲ့ပုံလူပကြီးကားတွေကိုမော်စကိုမှာပြတ်သားထားပါတယ်။ ။ဒါကမြောက်ကိုရီးယားရဲ့ပြင်ပမှာကျင်းပတဲ့မြောက်ကိုရီးယားလူပညာအကြီးဆုံးပြပွဲကြီးဖြစ်အသိမှတ်ပြုခံရတာဖြစ်တယ်လို့လူလူဆက်ဆက်ရေးတစ်စစ်ချိုးပြောင်းလဲဖြစ်ပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားဆိုရတော့ဆက်ဆံရေးတွေလောက်မှုနောက်ဆုံးလက္ခဏာဖြစ်ပြီးရန်လိုတဲ့အနောက်နိုင်ငံတွေလို့သူတို့ပြောတဲ့အင်အားစုရင်ဆိုင်ဖို့ပထဝီနိုင်ငံရေးအရာပို့ပြီးတနည်းကျကျဖတ်တွယ်မှုကိုတက်သေးပြနေတာပါရုရှားနဲ့မြောက်ကိုရီးယားတို့ကရုရှားနိုင်ငံနောက်ဘက်ကကာစမိုကနဲ့ယူကရိန်းတပ်တွေကိုရုရှားဆိုရကတိုက်ရမှာကိုကြီးပအောင်နဲ့မြောက်ကိုရီးယားစစ်သည်တွေရဲ့ခန်းကဏ္ဍလှုပ်ဝက်မှု လာပေါင်းများစွာကြိုးပမ်းပေမဲ့ခုတော့အပြန်အလှန်ဂုဏ်ယူရတဲ့ကိစ္စကြီးဖြစ်နေပါတယ်။ကာစမီယိုပိုင်တဲ့နယ်မြေတွေကိုလွတ်မြောက်အောင်လုပ်ရမှာမြောက်ကိုရီးယားညီကိုရီးယားအောင်မြင်မှုရှင်မှာကျွန်တော်ဦးမြင့်ပါတယ်လို့သူကဆိုပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားပိုင်နယ်တက်ကိုအကြီးအမားဆုံးပြည်ပကျူးကျော်ထိုးစစ်ပြီးဩဂုတ်6ရက်နေ့မှာယူကရိန်းတပ်ဖွဲ့တွေကရုရှားနဲ့ဇက်တရှောက်ထိုးစစ်ဆင်လို့ရုရှားဆိုရအငိုင်းမိအချက်ရသွားပါတယ်။ရုရှားသမ္မတပူတင်ကယူကရိန်းနိုင်ငံသားတွေကိုတိုက်ထုတ်လိုက်တဲ့အပေါ်ချီးကျူးကွန်ပျူတာတွေနဲ့အေဘီလာမှာ သူတို့နဲ့အတူတိုက်ခဲ့တဲ့မြောက်ကိုရီးယားတွေကိုချီးကျူးခဲ့ပြီးသူတို့ရဲ့တပ်မှုတွေကိုဖုံးခေါ်စွာစုတွေချီးမြှင့်ခဲ့တယ်လို့လည်းသိရပါတယ်။ယူကရိန်းဘက်ကတိုက်တဲ့အထက်မှာမြောက်ကိုရီးယားတပ်ဖွဲ့အင်အား1400လောက်တွေကအသေးပြောက်ရောက်6000ကျော်တယ်လို့ဗြိတိန်စစ်ထောက်လေးတွေကခန့်မှန်းထားတာဖြစ်ပါတယ်။